ဲ့ရကျွန်တော်တို့အရှူတမျိုးအဆက်တမျိုးပေါ့နော်အရှူကြတော့ကျွန်တော်ငွေရွှေငွေရွှေကိုငွေရွှေနှမျိုးပါတယ်ငွေရွှေကငွေရွှေကိုငွေရွှေအကြက်တိုက်ပေါ့နော်ငွေရွှေကြက်တိုက်ရဲ့အစင်းရဲ့အဲ့နှမျိုးထက်ကြက်တယ်အစင်းကတော့ချူအောင်တော့အကြက်တိုက်ကြတော့မှုအောင်တော့အဲ့လိုချက်ချရတာဒီဘက်ကအဆက်ရကြတော့ကျွန်တော်တို့ကကြက်သားအောက်ပူချာပေါ့နော်ဒီမှာကြက်သားပါတယ်ငွေရွှေအချောက်ပါတယ်ဒီတော့ငွေအစိမ့်ပါတယ်အဲ့ကြောင့်ကျွန်တော်ဒီဘက်ဟင်းရကြနေနေဈေးများတယ်ပတ်စံပူကုံတာပေါ့နော်ပူကုံတာပေါ့ ပြောကြတော့အာမြေပုံလေးရပါလေရထိုင်လေးလည်းရတာဘယ်လိုပြောဟုတ်ကဲ့ရေဟိုအဓိကမြေပုံလေးရပါပဲကျွန်တော်ဒီမှာမုတ်တိရောက်တာအဲ့လိုလေးရှားတယ်နော်ဟုတ်ကဲ့ဒီဒီကျန်တဲ့အပူကတော့ဒီရံပုံမှာလေးရခိုင်လေးတော်တော်များများရောင်းကြတယ်အဓိကမတူတာကဒီဟင်းရှိုးချက်တဲ့နေရာမှာမတူဘူးရခိုင်ကျွန်တော်တို့မြေပုံဖက်နဲ့မတူဘူးသူစစ်တွေဖက်တဲ့နေရာမတူဘူး ဟုတ်ရုပ်ရှင်မုန်တိမီတွေလာစားတာကအဲ့အတားတွေပါလာစားရုပ်ရှင်မုန်တိမီတွေလာစားတာဘယ်လိုစားလဲပြောပြပေးပါဟိုဝိုင်းစုကန်သူတို့လာရေးနေပကြီတို့ပါလို့လာမယ်လာဖြစ်ပါတယ်ဟုတ်ကဲ့တို့ကအဆက်စားတာဟုတ်ကဲ့သူတားစားနေသူတော့တော်တော်လေးစားနေထင်တော့မထင်ဘူးစားနေတယ်ဟုတ်ကဲ့ဓမင်းကျွန်တော်ဓမင်းကျော်စားစားဖွင့်တော့တပွဲကိုအလွက်ကိုတပွဲရော1500အခုတော့ဈေးတွေတားတက်လို့2000ရောင်းသွားပါတယ်ဒီမှာအသားတွေနဲ့ဆိုရင်3500ကျဲဦးကျော်နဲ့ဆိုရင်3000ဟိုမုန်တိရရောစားစားရင်ဖွင့်တော့1000အခုတော့1000ရောင်းသွားတယ် ကဲကျွန်တော်တို့ကကောင်းလဲရပထမဒီကစောက်ဖွင့်မယ်ဆိုကြောင်မျက်မှောက်ဖွင့်မယ်ဆိုတော့ကိုကောင်းကောင်းလေးလှုပ်ချင်တယ်လေအဲ့ဒီကောင်းလဲရဆိုတဲ့နာမည်လေးကိုပြပြတာဟုတ်ကဲ့အဓိကအဓိကကျွန်တော်ကျွန်တော်ဓမင်းကျော်ရဲ့ရခိုင်လက်ညှိမှုကြီးရဲ့အဲ့ဒါအဓိကထားပြီးရောက်နေတော့အရင်ဟင်းနေတဲ့ပင်လင်းစာတို့အတုပ်ဆုံးအဲ့လိုချောင်းလာပါတယ်ဒါဒီရခိုင်လက်ရည်ရလားဟုတ်ကဲ့ဟုတ်ကဲ့ရခိုင်လက်ရစားဟုတ်ကဲ့ရခိုင်လက်ရပါရခိုင်လက်မှာတော့ကျွန်တော်တို့ရခိုင်လက်ရမှာအမျိုးမျိုးရှိတယ်ကျွန်တော်တို့ဒီရခိုင်မှာမြေပုံမြေပုံမျိုးလေးလက်ရပေါ့ ဟိုတယောက်နဲ့တမျိုးနဲ့တမျိုးမတူဘူးလဲရတာဟိုလုံးဝလုံးဝကိုကိုခေါ်တယ်အဲ့ဒါလေးပါဟုတ်ဒါမြေပုံလက်ရပါဟုတ်ကဲ့ဟုတ်ကဲ့မြေပုံလက်ရပါဟုတ်ကဲ့ဟုတ်ကဲ့ပထမဆုံးကျွန်တော်ရခိုင်မှာတော့ကျွန်တော်ရောက်ခမပေါ့ကျွန်တော်မိမရဲ့အမေဖေကဒီအလုတ်ကိုရန်ခဲတဲ့နှစ်ပေါင်း40လောက်ကသူကလုတ်တယ်အခုသူတို့မလုတ်တာတော့နှစ်နှစ်လောက်တော့ရှိပြီနားလိုက်တာဟိုလုတ်ရင်းနဲ့ကျွန်တော်မိမတော့အဲ့ဒါကိုတက်တယ်တက်ရင်းနဲ့ကျွန်တော်တို့ဒီမှာ ကျောင်းတော်ကတော့ရောက်လာတော့အလုံးအစင်မပြေတာနဲ့ဒါဒီကောင်လေးလုံးမေးဆိုပြီးအဲ့လိုလှုပ်လိုက်တာလိုအပ်ခြင်းဖြစ်ပါတယ်အဓိကစတာကတော့ဓမင်းကျော်ရခိုင်မူးသူအဓိကစားတယ်အဓိကဟိုကျွန်တော်တို့ပြည်ဆိုင်ဖွဲ့စားတော့ကဆိုရင်မတရားကိုရောင်းရတယ်အခုကအခုကဒီမိုးရဒီဘက်နေနေဟိုလူနေအဲ့လိုပါပဲအဲ့တော့မရှိဘူးဘာလို့ဆိုကိုကိုတို့ကကိုကစားဖို့အနေနဲ့ရံကအများကြီးစားဘူးတော့ ရခိုင်လက်ရကိုဟိုဒီကြောင်တော့ဖက်ရောဒီကျန်တဲ့မျိုးတွေရောကြိုက်ကြတယ်အဲကြောင့်ကိုကဒီဒီရခိုင်လက်ရလုံးရင်အဆင်ပြေနိုင်တယ်ဆိုပြီးတော့အဲဆုံးမဲ channel လုတ်လိုက်တာအဲဖွင့်လာတော့ကမိတ်တော့မရှိသေးဘူးကမရှိမရှိပေမဲ့တို့ဒီကျွန်တော်တို့ဒီနားမှာတိတဲ့လူတွေကရှိတယ်ဒီကျွန်တော်မိမလက်ရကိုစားရင်လုံးအဲလာပြောရရင်ရှိတယ်လိုက်ဖွင့်ပါဆိုတော့သူလာဖွင့်တော့အဲ့လိုဖွင့်လိုက်တာ ကဲ့ဓမင်းကျွန်တော်ဓမင်းကျော်စစဖွင့်တော့တပွဲကိုအလွက်ကိုတပွဲရော1500အခုတော့ဈေးဒေတာတက်လို့2000ရောင်းရပါတယ်ဒီမှာအသားတွေနဲ့ဆိုရင်3500ကျဲဥကျော်နဲ့ဆိုရင်3000ဟိုမုန်ဒီယာရောစစရင်ဖွင့်တော့တော့1000အခုတော့1100ရောင်းရတယ်ဟေ့ရကျွန်တော်အရှူတမျိုးအဆက်တမျိုးပဲเนาะအရှူကြတော့ကျွန်တော်ငွေရွှေငွေရွှေကိုငွေရွှေနှစ်မျိုးပါတယ်ငွေရွှေက ငွေကိုငွေအကြက်တိုက်ပေါ့နော်ငွေကြက်တိုက်ရဲ့အစင်းရင်အဲ့နှမျိုးထက်ချက်တယ်အစင်းကတော့ချူအောင်တော့အကြက်တိုက်ကြတော့မှုအောင်တော့အဲ့လိုချက်ချရတာဒီဘက်ကအဆက်ရကြတော့ကျွန်တော်တို့ကကြက်သားအပူချောက်ပေါ့နော်ဒီမှာကြက်သားပါတယ်ငွေအချောက်ပါတယ်ဒီတော့ငွေအစင်းပါတယ်အဲ့ကြောင့်ကျွန်တော်ဒီဘက်ဟင်းရကြနေနေဈေးများတယ်အဲပတ်စံပိုကုံတာပေါ့နော်ဟုတ်ဟုတ်အမြေပုံလေးရပဲလေရခိုင်လေးလက်ရလားဟုတ်ကဲ့ရေအဓိကမြေပုံလေးပါပဲကျွန်တော်တို့ဒီမှာမုတ်တီရောက်နေအဲ့လိုလေးရှားတယ်နော်ဟုတ်ကဲ့ ဟိုဒီကျန်တဲ့အဘူကတော့ဒီရံမှာလည်းရခိုင်တွေတော်တော်များများရောင်းကြတယ်အဓိကမတူတာကဒီဟင်းဆိုချက်တဲ့နေရာမှာမတူဘူးရခိုင်ကျွန်တော်တို့မြေပုံဖက်နေနဲ့မတူဘူးသူစစ်တွေရောဖက်တဲ့နေနဲ့မတူဘူးဟိုစစ်တွေရောမှကြာကျွန်တော်တို့ကျွန်တော်စားဘူးတာဘောတော့ဟိုဘယ်လိုကြောဆိုတာရှိအဲ့တော့ထည့်တယ်ကျွန်တော်ရအဲ့ဒါမထည့်ဘူးအဓိကမှုရအောင်တော့ချက်တံပြူရယ်ဒီမယုတ်ကောင်းရယ်အဲ့ဟိုတင်ပေါ်တော့အွှေအဲ့တော့တုံးတယ်အနေမထွက်အောင်တော့မနော်ဟွာတက်လို့ အတော့မှာကော်တယ်ကျွန်တော်တို့မူဒီငွေသီးချက်ထားတယ်ဆိုတာဒီအဲ့ချက်ထားတဲ့ဟာမှာငပိပါတယ်နောက်ပြီးတော့ငားပါတယ်အဲ့ဒါကိုဒီမူဒီအတုတ်အတွက်အဲ့လိုမူဒီအတုတ်အတွက်သူးတက်ထားတာထောင်းထားတာကျွန်တော်တို့သင်္ဘောဒီထောင်းလို့ဟိုအဲ့အဲ့ဒါတော့ထည့်ထားတာပါဟုတ်ကြတော့ထောင်းလာကြတော့ဘာမပါဘူးလေဟိုဘက်ချက်တဲ့ဟာကလည်းကျွန်တော်ဟိုကငပိကကော်တယ်ဟိုမှာဟိုငပိကိုချက်တာဟိုမှာအစိမ့်အစိမ့်ထောင်းတာပြီးရင်သူ့ကိုဘိုက်မနာအောင်လို့တေချာလေးကိုငွေကောင်းလေးနဲ့တေချာလေး လိုလုထတာပါအဓိကဟုတ်ကဲ့ပါဟုတ်လက်ညှိလေးကြတော့တနည်းဆိုရင်ဘယ်နဲ့ဘယ်နဲ့ဆုံးအောင်ညှိရလဲဘယ်လောက်လောက်ကောင်းတယ်မဟုတ်ဖက်တယ်ကျွန်တော်တို့ကလက်ညှိကတော့ဟိုအနည်းငယ်စိတ်ဘိတ်တာလောက်ရောင်းရပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ရခိုင်အဲ့ဒါရခိုင်ရခိုင်ရခိုင်တင်မောဒီထောင်းဆိုအဲ့လိုပုံစံဟုတ်ကဲ့သူကချစ်ထားတာကကျွန်တော်ဂျိုရီယာတင်မောဒီဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုအဲ့လိုထင်ပါတယ်ကျွန်တော်တို့ရခိုင်ဘက်မှာတုံရင်အဲ့လိုပဲတုံတယ်အတုံးပဲတုံးဟုတ်ကဲ့ အဲ့ဒါမဲ့ဟိုအနီတုတ်တဲ့ဟာရှိတယ်ကျွန်တော်တို့ရောက်လာတော့ဟိုမြို့သူအစိမ့်နေပေါ့နော်မြို့သူအနီနဲ့ရောက်နေရလေရှိတယ်ရခိုင်တုတ်ပါလေရခိုင်တုတ်ပါတော့နှစ်မျိုးပဲနှစ်မျိုးရှိဟုတ်ကဲ့ဒါမဲ့ကျွန်တော်တို့ရောက်လာတော့မြို့သူအစိမ့်နေတစ်ခုပဲရောက်လာထောင်းလာကြတော့ထောင်းပါလားမပါဘူးအတုပဲရောက်လာဟုတ်ကဲ့ထောင်းပြီးတော့တုတ်ရောက်လာပဲဟောအဲ့အဲ့ဟာပဲအဲ့အတုပဲထောင်းပြီးတော့ရောက်လာဟုတ်ကဲ့ဟုတ်ကဲ့ဟောချိုးဆိုင်မြေဆိုလို့ချက်ထားလာလေဟုတ်ကဲ့အဲ့လည်းတမို့ချားနေဟုတ်ကဲ့အဲ့တော့ဟိုနေ့ထောင်းနေဆိုတော့စားတူတူတူရဲ့အဆင်ပြေအောင်မောတိတ်ဟိုနေ့မောလို့အဆင်ပြေအောင်ထောင်းပြီးမှရောက်လာပါခုတို့ကကြိုက်ကြတယ်ဟုတ်လားတို့အဆက်ကြိုက်တဲ့လူကကြိုက်တယ် ဟိုတချို့အချိုးစားတဲ့အဆက်မကြိုက်ဘူးနော်အချိုးပဲစားလူကဆိုစားရတယ်အဆက်မှတခါ तू ကအဲ့အဆက်နဲ့မရသေးဘူးကျွန်တော်အဲ့ငွေသီးချက်ကိုဆက်တော့ထက်ထည်တာရှိတယ်ရုပ်ရှင်မုန်တိမင်းတွေလာစားတာကအဲ့အတားတွေပါလာစားရတယ်ဟုတ်ကဲ့ဘယ်လိုစားလဲပြောပြပေးပါဟိုဝိုင်းစုကန်သူတို့လာရတယ်မေးပကြီးတို့ပါလို့လာမယ်လာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခု तू တားစားနေ तू တော့တော်တော်လေးစားနေထင်တော့မထင်ဘူးစားနေတယ်ဟုတ်ကဲ့ငွေကတော့ကျွန်တော်တို့ငွေအစိမ့်ကိုကြာဟိုတင်မောကျွန်တော်တို့အဲ့ဟိုငါးရောင်းတဲ့ဒိုင်ကလာပြီးသွင်းရတယ် ငချွေကြက်တိုက်ကြတော့ကျွန်တော်တို့ဘက်မှာတိတက်မှားရတယ်ကျွန်တော်တို့ဒမြုံစင်းမှာလိုက်ရှာရတယ်မှာလေကောင်းတဲ့ဟာတန်းနေဟာဟိုအနေမထွက်တဲ့ဟာအဲ့လိုရွေးပြီးတော့ကိုကောက်ဝေးရတယ်တိတက်မှားရတယ်အဲ့ဒါငချွေကြက်တိုက်ကြတော့ဟုတ်ကဲ့ပည့်ရက်ကလေးရောဖခင်ကလေးရှိလဲဆိုတော့ပြတ်ပြတ်ဟုတ်ကဲ့ပည့်ရက်ကတော့ကျွန်တော်တို့တလကိုတရက်နှစ်ရက်အဲ့လိုပိတ်တယ်ဥမာကတော့23 24ပိတ်ပါတယ်ဒီကျွန်တော်တို့ဆိုင်လာမယ်ဆိုရင်ဒီတာမှတ်တိုင်ပေါ့ဒီတာမှတ်တိုင်ရဲ့နီးတွေကလိုင်းကားစီမယ်ဆိုရင်ကျွန်တော်တို့ဆိုင်ရေးလိပ်စာအော်ဘာလန်နဲ့အောင်မင်ကလန်ထောက်မှသိရှိပါတယ်ခင်ဗျာ